ဆိုလူရရာခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့စိတ်လွမြောက်ငြိမ်းချမ်းမှုအတွက်သူ့ကိုကိုယ့်ဘဝတွေကနေအပြီးပိုင်ထုတ်ပြလိုက်ဖို့ကတော့ထိုက်တန်ပါတယ်။မမေ့ဘူးဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာလက်ရှိုင်းနေအောင်ထွင်းထားရတာ။ကိုယ့်ကိုနာကျင်စေတဲ့သူကိုမမေ့ဘူးဆိုတာသူ့ကိုကိုယ့်ရဲ့စိတ်နှလုံးအိမ်ထဲမှာလက်ရှိုင်းနေအောင်ထွင်းပြီးနေရာပြထားရတယ်လို့ပါပဲ။ ်ချို့လူတွေကအမေစင်းနဲ့ထိုက်တယ်မနေပါဘူးဆုံးရှုံးမှုဆိုတာလက်လွတ်လိုက်ရမှာမဟုတ်ပါဘူးကိုနဲ့မထိုက်တဲ့လူတယောက်ကိုစိုးတဲဖတ်တွေ့ထားမိတာလေဆုံးရှုံးမှုပါပဲကုန်တိတ်ခါရီဆုံးရှုံးရတယ်လေးစားတန်ဖိုးထားခြင်းနဲ့ဆုံးရှုံးရတယ်နေရာတင်နေရာထိုက်တဲ့လူတယောက်ကိုစူးကြီးတွေ့ဖက်ထားပေမယ့်လက်လွတ်ပြလိုက်တာကိုရဲ့ဘယ်လောက်ချစ်နေပါလဲတချို့တော့ ဘယ်လိုဆုံးရှုံးလိုက်ရခြင်းများကိုကောင်းမွန်တဲ့အရာတွေလူတွေအဖြစ်အပျက်တွေကိုကိုယ့်ရဲ့ဘဝတွေကိုမရှိလာစေဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲ။ဒါကြောင့်မို့တချို့လူတွေနဲ့လဲခွဲလိုက်ရတာအတွက်ဝမ်းနည်းမိပါလိမ့်။လူတွေကပြောင်းလဲသွားတယ်လို့စိတ်မထိခဲ့ပါနဲ့။ကိုနဲ့ထိုက်တန်နေပြီးကိုနဲ့တွေ့ရတွေ့ရလို့ပဲကို့အနာမှာနေခွင့်ရတာဖြစ်ပါတယ်။